စက်တနေ့ချာတိုင်ပြီပေါ့ဗျာနော်စတူတာတဲလာတာတော့ဘယ်ကစတော့ဆိုတော့ညတို့2000ခုနှစ်နော်2000ခုနှစ်ကစတာ2000ခုနှစ်နှစ်ဦးမှာတူညတဲတုံးလို့အောက်ရှိတယ်ဒုတိယကျင်ကစတယ်ဇာနာကျောင်းအတူလေးပဲနော်အဲ့ရနေစတယ်နော်နှစ်တအဲနှစ်တသုံးလို့ကြီးတယ်အဲ့မှာနှစ်တသုံးလို့ကြီးတော့နှစ်နှစ်ထိပ်တိတစ်ခါတစ်ခါကဏ္ဍသုံးလုံးပေါင်းရင်း၄လူဖြစ်တာပေါ့နော်အဲ့ရစတယ်နော်နှစ်တနှစ်ဒီကဏ္ဍသုံးလုံးပေါင်းရင်း၄လူဖြစ်တယ် ဲ့လိုဖြစ်ပြီးတော့တပည့်နဲ့တနည်းနည်းနည်းသုံးနည်းအောက်သွားမြင်းကုံကိုရောက်တဲ့တပည့်နဲ့သူကဗရိတ်လေးလုတဲခဲ့တယ်ဟုတ်ပြီအဲ့ဒီကနေပြီးတော့ညီတို့စက်တနစ်ပြေးလိုက်တဲ့ပြိုင်နဲ့စက်တနစ်ပြေးလိုက်မမြည်တော့ပါဘူးနော်နှာထောင်စအစေကုနေမှာဟလာတုံးတဲ့စီတုံးတဲ့နှစ်လိုပဲရှိခဲ့တယ်တုံးတဲ့နှစ်ဆိုတော့တုံးတဲ့စီတစ်ခါတုံညာခါဒီကနေ့သုံးလုံးပေါင်းရင်းဒီလေးလူရှိခဲ့တယ်လေးလူဖြစ်ပြရတဲ့သူ့ရဲ့တနည်းနည်းသုံးနည်းအောင်မြင်းကုံအောင်ပါဟလာ မတ်တရှစ်ဆိုတော့လေးပရိတ်လေးပြန်တဲခဲ့တယ်သူရဲ့ပနဲ့ဦးတင်ခဲ့တဲ့ဆိုင်လန်လေးပေါ့နော်အဲ့ရန်နေတွားကျင်တာကျွန်တော်နော်ဟုတ်ပြီအဲ့ရန်နေပြန်တော့သူ၁၁နှစ်ပြန်သွားလိုက်တဲ့ပြန်နေ2020မှာနော်2020ဒုတိယအချိန်မှာနိမ့်နိမ့်ခုံလို့ရှိတယ်အဲ့တော့ထီတိနှလုံးပေါင်းဒီနိမ့်နိမ့်တတိယအချိန်မှာတုံညာခါလုံဝင်နေတယ်ဒီကနန်းသုံးလုံးပေါင်းလိုက်တဲ့ပြန်နေဟဲ့လားလေးလို့ဖြစ်ခဲ့တယ်အဲ့ဒီလေးဒီနောက်တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တဲ့အချိန်မှာတော့ဦးတုံညာကလေးပရိတ်ရှိခဲ့တယ်နော်အဲ့ရန်နေလေးပရိတ်ကနေစတင်ခဲ့မှာနော် ကျွန်တော်ဒီကျွန်တော်အများကြီးရှင်းပြမှာတို့ကျွန်တော်တမင်ဆိုင်တဲ့ကြံတယ်နော်ဒါဒီမှာ၄ break အုပ်စုတည်ခဲ့ပြီးတော့၁၇နှစ်၁၇နှစ်ပြီးခဲ့တယ်ပေါ့ဗျာ၁၇နှစ်၁၇နှစ်ပြီးပြီလို့ပြောနေကျွန်တော်တို့အဲ့ဒီ၄ break ကနေပြီးတော့ကျွန်တော်တို့တစ်နှစ်၂နှစ်၃နှစ်၄နှစ်သွားနော်ကျွန်တော်ရှစ်ကိုးလေးမှာဟုတ်လားဟိုအောက်ွက်ကြည့်တော့မမိခဲ့ဘူး break ဒီကလည်းကျွန်တော်ပြန်ချုပ်ခဲ့တယ်နော်အဲ့တော့ကျွန်တော်တို့ဒီ၄ break ကနေပြန်ကြည့်ကြည့်လိုက်နော်မကူတဲ့လေးပရိကနေပြီးတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်သွားရင်ခွန်ငါးတစ်သုံးပရိလို့ရှိတယ်။အဲ့ဒီကနေပြီးတော့ကျွန်တော်၁၇နှစ်ပြန်သွားလိုက်တဲ့တပြိုင်နက်ဟုတ်လား ငါရှိတဲ့လေဘရိတ်ကနေပြီးတော့ဒီနေ့နှစ်နှစ်သုံးနှစ်လေးနှစ်သွားအဲ့မှာခုနကသုံးဘရိတ်သုံးဘရိတ်ပြီးတော့နှစ်ဘရိတ်လို့ဖြစ်ခဲ့နော်သူစီနီယာသူအမှန်တကယ်သွားတဲ့အကြောင်းကြီးကျွန်တော်အရှင်းပြနော်ဟုတ်ပြီအဲ့ဒီကနေပြီးတော့ကျွန်တော်တို့၁၇နှစ်ပြန်သွားကြည့်လိုက်နော်၁၇နှစ်ပြန်သွားတဲ့အချိန်ကျတော့ကျွန်တော်တို့ဒီမှာဥတုံညာငါလေဘရိတ်ရှိတယ်ဥတုံညာငါလေဘရိတ်ကနေပြီးတော့ကျွန်တော်တို့ဒီနေ့နှစ်နှစ်သုံးနှစ်လေးနှစ်သွားလိုက်တဲ့ဒီတိုင်းနဲ့နော်ကျွန်တော်ဒီ၁၉လေးစမှာကျွန်တော် ကနန်းလေးအောင်ခဲ့တဲ့ဆိုင်လေးရနေပြီတော့နော်ကျွန်တော်ပထိန်ကောင်ဒီမှာရှစ်ကိုလေးဆိုလိုတာကျွန်တော်ဆိုလိုတာကအဲ့မှာတိရိတ်လိုကြတယ်သူရဲ့7နှစ်ကောင်မှာနှစ်ပြိတ်ရှိတယ်သူရဲ့နောက်7နှစ်ကောင်မှာဟလာသုံးပြိတ်ရှိတယ်တင်းနှစ်သုံးပြိတ်လိုအောင်ခဲ့တယ်နော်သူအောက်မှာကျွန်တော်အထောက်ထားနေပြမှာဆိုအများကြီးပဲကျွန်တော်တို့အောက်ကိုပြန်သွားကြပါဦးနော်ပိတ်ကြာကျွန်တော်ဒီမှာဆိုင်လို့ရှင်းမြောက်သူရဲ့ဒီကြတဲ့အောက်မှာလေကျွန်တော်တို့ဒီမှာလည်းသူကအလုပ်လုပ်တာတွေအများကြီးရှိတယ်နော်အောက်မှာကနော်ခွန်ခါလို့ရှိတယ်ခွန်ခါရဲ့အထက်မှာအောက်မှာကသူကနောက်နှလုံးမောင်းငါရှိတယ်နော်သူကနအလုပ်လုပ်တဲ့ဟာလေးတွေနော် ဒီတက်ခါလေးလည်းရှိတယ်ဒီကဏ္ဍသုံးလုံးမောင်းရင်ခုံလေးလည်းရှိတယ်အများကြီးရှိတယ်ကျွန်တော်ရှင်းပြရင်ချုပ်ကုန်မှာကိုလုံးအများကြီးမိသူတို့ချုပ်ကုန်မှာဆိုတော့နော်အဲ့ဒါလုံးကြီးမယ်ကျွန်တော်ပန်းကြမှာဆိုခွန်ခါလို့ရှိတယ်ခွန်ခါနေပြီကျွန်တော်ခွန်ခါရဲ့မြင်းနောက်တစ်နှစ်တက်လို့ရှိရင်ကိုပရိတ်ရှိတယ်ဟုတ်ပြီအဲ့ဒီကနေ17နှစ်သွားကိုပရိတ်ပြီးတော့ဒီမှာရှစ်ပရိတ်ရှစ်ပရိတ်အောင်သိန်းတော့နဲ့ခွန်ခါလို့ရှိခဲ့တယ်ခွန်ခါရဲ့အောင်မှာနောက်တစ်လုံးမောင်းငါပဲသူကဟုတ်ပြီအဲ့ဒီကနေကျွန်တော်17နှစ်ပြန်ပြေးလိုက်တယ်ပဲနော်လားဖတ်သူညာငါနောက်ပေါင်းငါရှိတယ်နောက်ပေါင်းငါရဲ့အထက်မှာခွန်ခွန်ခါလေးရှိတယ်ခွန်ခါရဲ့အထက်မှာငါကိုသုံးလို့ရှိခဲ့တယ်ငါကိုသုံးကျွန်တော်ဆိုလိုတာကခွန်မရိတ်ဟုတ်လားရှစ်ပရိတ် ကိုပရိသူစီနီယာရိုက်ပြီလမ်းမမကန်ကန်လမ်းကြောင်းတိုက်လာတာဟာဒီပေါ့နော်အဲ့ဒီကနေပြီးတော့ညတို့အဲ့တော့ညတို့ဟုတ်တယ်19ချိန်မြောက်ကို17ချိန်ကိုသူတို့ညတို့အရင်သွားတဲ့ဟာပုံစံကြီးကညတို့အချက်ပြန်ပြရမှာနော်။ဟုတ်ပြီအချိန်ကနေ့စဉ်ကသဘောပေါက်အောင်ညပြန်ပြရအောင်နော်။ဒါကျွန်တော်တို့ရောက်စဲ19ချိန်နော်။19ချိန်ရဲ့ဒီဘက်မှာကကျွန်တော်ကနောက်နောက်လုံးပေါင်း9ရတယ်နော်။6 6နှစ်ဆိုတော့နောက်နောက်လုံးပေါင်း9ဟုတ်ပြီမှတ်ထားပါနော်။နေ့စဉ်က6 6နှစ်နောက်နောက်လုံးပေါင်း9အဲ့ရနေ17နှစ်ပြီးလိုက်တဲ့တပြိုင်နက်ညတို့၄3ညကိုဟဟလာငါးပြီးတော့ရှင်းလုံးပေါင်း၄၄3ညကိုဆိုရှိတယ်။ လေးတုံညာကိုဟုတ်ပြီလေးတုံညာကိုကနေ17နှစ်ပြီးလိုက်တယ်ဗျာညာလားရှင်ကားသုံးနေရှင်ပေါင်းသုံးပေါ့ဗျာနော်ရှင်ကားရှင်ပေါင်းသုံးဟုတ်ပြီအဲ့ရှင်ပေါင်းသုံးကိုကျွန်တော်တို့ယူလာကဘာကြောင့်ယူသလဲဆိုတော့မသိမှာနော်ညာကြည့်နော်ဒီမှာရှင်ပေါင်းသုံးမှာရှင်ကားသုံးလို့ရှိတဲ့ရှင်ကားသုံးလေးကငါးခါလေးသည်သူ့ရဲ့တနစ်ကြော်မှာကြည့်တယ်နော်မြင်းကုံလေးမှာတနစ်နှစ်နှစ်သုံးနှစ်မှာနော်ငါးတိတ်သည်ရှိတယ်အားကြီးငါးတိတ်သည်ကလေးကငါးခါလို့ဝင်ခဲ့တာနော်အဲ့ကျွန်တော်ဒီကလင်နာအဟောင်းပါမယ်ကျွန်တော်တော့ဒါကျွန်တော်ကြည်နေကြာလာပြီဒီငါးထိတ်ကငါးတုံညာငါးထိတ်ဒီကဒီကျွန်တော်တို့ 十块钱，你别现在真的嘛也得多啊！俺看稳定。了，俺听人工的，俺看俺看问题，俺看稳定，就等你侬要算十块钱，喏，五人家，好比，嘛东不侬希望东不上没去呢，好比，要说哎呀，你们十十天你变多少钱？新龙王里，古里东伢古多钱的？新东新龙王里东伢古多钱的？本来新龙王里东伢东伢看了哈，对现在真的交，伢路变少，人工里嘛变多一点，今你那年今年人工里嘛，东伢人伢是新的，哎，东伢开始的，另外伢路里东伢伢路十块钱在这炒工在嘛，东伢看。 ို့ပို့ပြီးမှရှင်းလုံးမောင်းလေးပို့ခဲ့တာဒီတုံညာခါပြန်လာတော့ဒီမင်းကုံလေးကလာတဲ့တုံညာထိတ်စီကတုံညာခါလို့ပို့ခဲ့ပြမကတ်မကငါခါလေးစီဟဲ့လားညတို့မင်းကုံလေးမှာငါထိတ်စီကဒီငါခါပို့ခဲ့တာအဲ့ဒီမှာငါခါပို့လိုက်တယ်ဘယ်နဲ့ရှင်းလုံးမောင်းသုံးဖြစ်ခဲ့ဒုတိယကတ်မှညတို့ပြန်ကြည့်ကြည့်တယ်နော်ရှင်းတုံဒီတုံညာကိုရှင်းလုံးမောင်းလေးလို့ရှိခဲ့တယ်တုံးပြီးတော့လေးပေါ့ဗျာရှင်းလုံးမောင်းလေးလို့ပို့လိုက်ရင်တုံညာခါလေးရှိတယ်အဲ့ဒီတုံညာခါလေးစီညတို့မင်းကုံလေးရဲ့ရင်နောက်တစ်နှစ်မင်းကုံလေးမှာကတုံညာနှင်ကတုံညာထိတ်စီလေးကနေပြီးတော့ညတို့စကုနှစ်၆တုံညာတုံညာခင်ဒီဘက်တစ်နှစ်မှာじゃရှင်းလုံးမောင်းလေးဆိုတာက ုံညာထီတီတုံညာခါလို့ပို့လိုက်တယ်ဗျာရှင်တော်ဝန်လေးဖြစ်ခဲ့တယ်ဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့ရောက်ဆဲနှစ်မှာရောက်ပြန်ကြည့်ကြတယ်နော်ဒါကျွန်တော်ရောက်ဆဲနှစ်19ချင်း19ချင်းရဲ့ဒီတော့ဒီရင်ဆိုင်လေးမှာကျွန်တော်တို့ကို6နှစ်ရှင်တော်ဘောင်ငါလို့ဖြစ်သူတို့ကရှင်ငါသုံးဒီရှင်တော်ဘောင်သုံးဟဲ့လားလေးတုံညာကောင်ဒီရှင်တော်ဘောင်လေးကျွန်တော်တို့ဒီမှာကျတော့ကိုတုံကို6နှစ်ဒီရှင်နှလုံးဘောင်ငါလို့ဖြစ်အဲ့ချောက်ခန်းလေးဘယ်ရလာလို့ကျွန်တော်ပထမကလိုပဲဒုတိယကလိုပဲတတိယကလည်းကျွန်တော်ဒီကုန်ကြီးလေးကောင်ကျွန်တော်လိုက်လာခဲ့ရနော်ဒီမှာကို6တွဲဆို ရှင်းလုံးပေါင်း၅ဖြစ်လိုက်တဲ့တပိုင်းနဲ့ဒီ၆ခါလေးကသူ့ရဲ့မြင်းကုန်လေးမှာက၆၆ကိုဆိုတာရှိခဲ့တယ်အဲ့၆၆ကိုက၆ထည်စီလေးက၆ခါလို့ဝင်ခဲ့လို့ရှင်းလုံးပေါင်း၅နော်မိတ်ဆွေများဒီအောက်ကဟာလေးကျွန်တော်တို့ကျွန်တော်ရှင်းမပြတော့ဘူးနော်မဟုတ်တဲ့ဆိုတော့အချိန်လေးကုန်မှကျွန်တော်တို့စိုက်လေးကိုလည်းကျွန်တော်ရှင်းပြရတယ်နော်အဲ့တော့ဟုတ်ပြီဒီကုန်စိုက်တိုင်းမြန်မှန်တဲ့အတွက်နော်မိတ်ဆွေများအဲ့တော့ကျွန်တော်ဒီအချိန်ကို၁ချိန်မှာဒီ၁၁နှစ်၁၁နှစ်၁၁နှစ်သွားတဲ့၁ချိန်ကိုကျွန်တော်ပဋိတိုင်းလေးဖတ်ပြပါမယ်အဲ့လိုမိတ်ဆွေများကြည့်ကြည့်ကြရအောင်နော်ငါးထိပ်က၅ခါလို့ပို့ပြီးရှင်းလုံးပေါင်း၃လေးဖြစ်ခဲ့လို့နော်အဲ့တော့၁၉ချိန်မှာ၁၉ချိန်မှာ ဆက်ရှိချိန်မှာကကျွန်တော်ကြာလာတဲ့ပရိလိကျွန်တော်ရောင်းမတူပါဘူးကာလာလေးချွဲတာပါကာလာလေးခွဲချထားပါတယ်ဟဲ့လားဆက်ရှိချိန်မှာကလေးရှင်းနှစ်ဒီလေးပရိလူဖြစ်ခဲ့တယ်ဆက်ရှိချိန်မှာလေးပရိဖြစ်တယ်လို့ကျွန်တော်တို့ဒီရဲ့ရင်ဆိုင်မှာကရှင်းလုံးပေါင်းသုံးရှိခဲ့လို့သူ့ရဲ့ကျွန်တော်တို့စကုတ်ချိန်တဲ့တဲ့အောက်မှာက39ကိုးပရိရှိခဲ့ပါတယ်ဒီကိုးပရိကြောင့်ဒီကိုးပရိဖြစ်ခဲ့တာလေဟဲ့လားဒီပရိနှလုံးပေါင်းဒီလေးရဲ့ကိုးရဲ့ပေါင်းရင်းဒီသုံးလူဖြစ်ခဲ့ပြီ ုံးလုံးဖြစ်တာအဲ့ဒီတုံးကြရလာခုနမိတ်ဆွေမျိုးကိုကျွန်တော်ပြောခဲ့တယ်အားထင်းသီးသီးငါးခါလို့ပို့တယ်ရှင်လုံးမောင်းတုံးကြောင့်မလို့ဒီလေးပရိတ်နဲ့ကိုပရိတ်နဲ့ပေါင်းရင်းဒီဟလာဒီကျွန်တော်စကိုးချိန်မှာပရိတ်အနေနဲ့ကိုပရိတ်ကြမှာဒါရင်းတုံးလုံးဖြစ်ခဲ့ပါတယ်ဟုတ်ပြီအဲ့လိုဆိုရင်တော့ဒုတိယကတ်အနေနဲ့ပထမကတ်အောင်ခဲ့ပြီဒုတိယကတ်ကိုကျွန်တော်စီးကြပါစို့ဒုတိယကတ်မှာကျွန်တော်မိတ်ဆွေများနော်ကျွန်တော်ရင်ဆိုင်စကုတ်နှစ်စကုတ်၁၇နှစ်ပြည့်ပြီလေမှ၆၃၀ရှိတယ်၆၃၀ကိုပရိတ်ပေါ့နော်သူရကိုပရိတ်ကလည်းကျွန်တော်တုံညာခါလေးကလွန်ခဲ့တဲ့မြင်းကုန်းကနေပြန်ပို့ထားတယ်တုံညာခါလို့ပြောင်းဝင်ထားတယ်ဝင်ထားတဲ့ပရိတ်လေးဒီရှေးပေါင်းလေး ချိန်ပေါင်းလေးမို့လို့ကျွန်တော်တို့ဒီကျွန်တော်တို့ရောင်ဆက်16ချိန်တက်တဲ့နေမှာ18ချိန်မှာကအဲ့ဘက်၈နှစ်ငါးပရိလို့ကြာခဲ့တယ်ငါးပရိလို့ကြာလိုက်တယ်ပဲနေကျွန်တော်တို့16ချိန်မှာကျွန်တော်တို့၉ပရိပဲပြန်ကြာခဲ့တာအဲ့ဒါအဲ့တော့မိတ်ဆွေများကျွန်တော်ဆိုလိုချင်တာက18ချိန်နဲ့16ချိန်ပရိပေါင်းရင်းဒီလေးလို့ဖြစ်ခဲ့တယ်လေးလို့ဖြစ်လိုက်တဲ့သူကလေးကအကြောင်းမဖြစ်ခဲ့တာမဟုတ်ဘူးကျွန်တော်ယူဆနေတာပေါ့ဗျာယူဆနေတဲ့ပြန်နဲ့ဒီဘက်ကသူ့ရဲ့ညီလိုက်မှာဟဲ့လားရှင်းလုံးပေါင်းလေးရှိခဲ့တယ် လေးတုံညာကိုရှင်လုံးမောင်းလေးအဲ့ရှင်လုံးမောင်းလေးရေတုံညာမှန်မှန်မှန်ကလည်းသူကဒီတုံညာခါသည်သူရဲ့မြင်းကောင်ကတုံညာထိတိတိတုံညာခါလို့ပို့ပြီးတာလေလားဒါရှေးပေါင်းလေးလို့ကျွန်တော်ယူဆလိုက်ပြရပြီအဲ့ရှေးပေါင်းလေးကြောင့်မို့လို့ကျွန်တော်၁၈ကျင်းနဲ့၁၉ကျင်းပေါင်းခြင်းသည်လေးလို့ဖြစ်သွားပြီအဲ့တော့ပထမကဒုတိယကတူညီမှုရှိခဲ့ဟုတ်ပြီအဲ့ဒီကနေကျွန်တော်၁၇နှစ်၁၇နှစ်ပြန်ပြီးတော့သွားကြည့်လိုက်တယ်ဗျာနေကျွန်တော်အခုရောက်ဆက်၁၉ကျင်းမှာပေါ့ဗျာဟုတ်လားအဲ့ဒီရောက်ကျွန်တော်ရောက်ဆက်၁၉ကျင်းမှာသူကရှေးပေါင်း၅လို့ပြပြပထမ၃ပထမပထမသည်ရှေးပေါင်း၃ ုတိယသည်ရှီပေါင်းလေးဒုတိယတတိယကညလို့ရှီပေါင်း၅လို့ဖြစ်ခဲ့တယ်။ရှီပေါင်း၅ဖြစ်တဲ့တည်းပဲနဲ့ဟဲ့၅လို့ဖြစ်တဲ့တည်းပဲညလို့ဒီညလို့ရောက်စင်းနေခုကြတဲ့ချိန်မှာ၁၆၁ချိန်မှာပေါ့နော်။ခုခွန်ရှစ်ဒီလေးပတိလို့ဖြစ်ခဲ့တယ်။ဒီ၆တိဒီ၆ခါလို့ပုတ်ပြီးရှီပေါင်းလေးက၅လို့ဖြစ်ခဲ့လို့ဒီမှာလေးပတိဖြစ်ခဲ့တယ်။အဲ့ဒီလေးပတိကိုဒီခု၆နှစ်၅ရှီပေါင်း၅ကြောင့်လို့၅ဖြစ်အောင်ဒီလေးပတိကိုတက်လို့ဖြစ်မှာတည်းညလို့က၅ဖြစ်မှာ။ဟဲ့လားကျွန်တော်အဲ့ဒါကြောင့်ဒီ၁၆ချိန်မှာတိပတိနော်တိပတိကိုကျွန်တော်စိတ်ဝင်စားတယ်နော်ဟုတ်ပြီ။နောက်မိတ်ဆွေများဒီတိပတိကိုကျွန်တော် ရိုက်မယ်လို့လည်းကျွန်တော်ဟိုပြုထားတယ်เนาะနောက်ကြတော့မိတ်ဆွေများဒီစကူးချင်းကိုကျွန်တော်မိတ်ဆွေများတို့မင်္ဂလာသတင်းလေးကိုကျွန်တော်တစ်ချက်ကျွန်တော်ပြောပြရင်ပေါ့နော်မင်္ဂလာသတင်းလေးကဘယ်လိုလဲဆိုတော့ကျွန်တော်ဟလာမိတ်ဆွေများဒီစာလေးတော့ကျွန်တော်ခန်းနေလေးရှင်းပြလိုက်ပါဦးเนาะကျွန်တော်ဒီမိတ်ဆွေများကျွန်တော်ဒီစကူးချင်းမှာတခွက်ကောင်းတဲ့စက်ကြိုက်ကျွန်တော်ငန်းတစ်ခွက်ရထားတာနော်ရထားပါလေရထားတဲ့အတွက်မိတ်ဆွေများကထိုးရမယ်ဆန္ဒရှိခဲ့ရင်ကျွန်တော်ကလည်းအကြီးကျွန်တော်အကြီးတော်ကိုယုံကြည်ရင်ဟုတ်လားဒီကဏ္ဍတစ်ခွက်ကလုံးဝအားစရာမလိုဘူး ကျွန်တော်ဖိတ်ခေါ်ပါတယ်နော်ဖိတ်စဖိတ်ခေါ်ပါတယ်အဲတခွက်ကတော့ကျွန်တော်တို့ခဏရှာဖွေကဘာညာသဘောဖြစ်ရင်လည်းဖြစ်ကောင်းဖြစ်ရင်လည်းယူဆနိုင်ယူဆလို့ရတာပေါ့ဗျာကျွန်တော်အဲ့ဒီတခွက်အတွက်ကိုကျွန်တော်မိတ်ဆွေများယုံကြည်စိတ်ချလို့ကျွန်တော်တို့တကယ်တမ်းယုံကြည်လို့ဆိုချင်တခွက်သုံးတော့နော်ကျွန်တော်စိုက်တော့ပြမပေးပါဘူးရခင်မွေးကနန်းဝယ်ထားတဲ့မိတ်ဆွေများအကူတော့အလုံးခဏပို့ပေးပါမယ်နော်မိတ်ဆွေများနော်အဲဘရိတ်ကတော့မိတ်ဆွေများအခုကိုကျွန်တော်အဲ့ဘရိတ်ကနန်းကတစ်ဘရိတ်ပဲ နော်တိပတိကိုကျွန်တော်အကိုင်မှာနော်ဟုတ်ပြီအဲ့တော့မိတ်ဆွေများခဏကိုအရင်ခင်ကကျွန်တော်မိတ်ကျွန်တော်ကိုယုံကြည်လို့ဝယ်ထားတဲ့မိတ်ဆွေများအတွက်ကတော့ကျွန်တော်ခဏကိုဆက်လက်ပို့ပေးပါမယ်နော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့09952 26 3နဲ့ပါကျွန်တော်အကြည်တော်မှာဒီဖုန်းတစ်လုံးနဲ့ရှိပါတယ်မိတ်ဆွေများနော်ကျွန်တော်ခဏတပေါက်ကရစရာရထားတာကျွန်တော်ကခုနပထမ16 18ကျင်းတော့လေတပေါက်တည်းတူထွက်သွားတာနော်အဲ့ခဏဆိုက်ကကျွန်တော်ကချပြလို့မဖြစ်လို့ကျွန်တော်ကနောက်လေကျွန်တော်ဒီခဏဒီဆိုက်ကဆက်သွားနေအောင်မလို့ကျွန်တော်ကအားကြောင့်မလို့ပါနော်မိတ်ဆွေများ အဲ16ကျင်းပြီးတော့17ကျင်းမှလည်းကျွန်တော်မမြင်မိမဲလဲသူကလေးပိတ်ကိုအောင်သွားတယ်ဆယ်ဝက်ဆိုင်ဆယ်ဝက်မှုနဲ့ပထမ6လေး6တုံးကသူကတဲ့တပွဲတည်းရိုက်ချသွားတာဒီပိန်မှာကျွန်တော်တို့ကတွေ့ထားပါတယ်နော်မိတ်ဆွေများကျွန်တော်ကိုယုံကြည်လို့ဆိုရင်တော့ကျွန်တော်ရဲ့ညံပူစာညံပူတော်ကနေတော့လောက်ဟုတ်လားကျွန်တော်ရဲ့ဒီဟွာကိုစူးစမ်းမှုကိုအားပေးတော်တော်ကောင်ဒီငွေ3000ကိုကျွန်တော်နဲ့ ကျင်းလို့ရှိရင်ကျွန်တော်မိတ်ဆွေများကိုဒီခဏကိုပို့ပေးပါမစိတ်ချကျွန်တော်ကိုယုံကြည်စိတ်ချရင်တော့ကျွန်တော်နော်ဟုတ်ပြီဟုတ်ပြီအဲ့လိုဆုံးလို့ချင်းကျွန်တော်ဒီ17ချိန်မှာကျွန်တော်နော်ဒီချိန်မှာကျွန်တော်ကဒီခဏပြောလို့ဒီရှိပေါင်း9ကြောင်မို့လို့ဟဲ့လား9ဖြစ်လို့ဒီပုံမှာ17ချိန်မှာကကျွန်တော်က leverage လို့ဖြစ်တယ် leverage ကိုကျွန်တော်ကဒီမှာကဒီရှိပေါင်း9ကြောင်မို့9ဖြစ်တော့အောင် tip rate လို့ဖြစ်သွားမယ် tip rate ဖြိုင်းမှသာနေ9ပြည့်ဖြစ်မယ်နော်မိတ်ဆွေများဟုတ်ပြီဒါပထမတစ်ဆိုင်နော် tip rate ကိုကျွန်တော်မိတ်ဆွေများကို tip rate ကိုကျွန်တော်ကျွန်တော်ကြိုက်တဲ့ tip rate ကိုထောက်ထားလေးခိုင်ခိုင်လုံလုံနဲ့ ဒါပေမဲ့ခက်ခန်းလို့ပြတယ်ဒါပေမဲ့ကျွန်တော်ပြမယ်တိပရိကဒီ line တွေဒီ cleaner ဒီ site တွေเนี่ยတခုမှမတူဘူးเนาะကျွန်တော်အဲ့ဒါကိုမပြနိုင်ဘူးဖြစ်နေတယ်ကျွန်တော်မိတ်ဆွေများเนาะဒါကြောင့်ဟုတ်ပြီအဲ့ဒီငါကိုတားထားကျွန်တော်မိတ်ဆွေများကိုနောက်တစ်ခါတိပရိ site တိုင်းပြပေးမယ်เนาะမိတ်ဆွေများเนาะပရိတရင်တလုံးတကယ်လို့ဟွာပြုလို့ရှိနေမိတ်ဆွေများအကျိုးရှိပါတယ်เนาะဟုတ်ပြီကျွန်တော်ဒါကြက်တော့ဒီ cleaner site ကကျွန်တော်ဘယ်ရပြမလို့ဆိုတော့ဟုတ်ပြီဟုတ်ပြီเนาะအဲကျွန်တော်တို့94ခုနှစ်မှာเนาะ94ခုနှစ်မှာကျွန်တော်တို့ချစ်ခုံကုန်ဆိုနှစ်ပရိရှိတယ် ဲ့ဒီကနေပြီးညလုံးတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှင်းနှစ်ခုနှစ်ဆယ်နှစ်စက်တစ်စနစ်စတုံးစလီ15ချင်းစနစ်15နှစ်သွားလို့ရှိရင်ဟဲ့လား15နှစ်မှာပြည့်လို့ရှိရင်သူကလုံးရနှစ်နှစ်ဆိုတာရှိတယ်အဲ့ဒီကနေပြည်ညော15နှစ်သွားလို့ရှိရင်6လေးနှစ်ဆိုတာရှိတယ်ညော2ပြည်2ပြည်ကလည်းယူထားခဲ့တဲ့ site ပေါ့ဗျာဟုတ်ဟုတ်ပြီအဲ့ဒီမှာညတို့2ပြည်2ပြည်လို့ယူပြီးတော့သူကအရန်ကရော2ပြည်ဖြစ်ခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီ2ပြည်ကနေပြီးတော့အချိန်တစ်ချိန်၃ချိန်၄ချိန်မှာ တက်ကိုသွားလို့တက်အချိန်၄ချိန်၃ချိန်၄ချိန်တက်ဒီနေ့ဘက်ကနေ၄ချိန်တက်လို့ဒီပြန်နဲ့စစ်ထိပ်သူတွေရှိတယ်စစ်ထိပ်စီကနေပြီးတော့နောက်ထပ်နည်းနည်းကူးတဲ့တွေပဲနဲ့နှစ်ခါလို့ရှိတယ်ဒီနှလုံးပေါင်း30လို့ဖြစ်ခဲ့တယ်ဒီနေ့ကလည်းဖြစ်နှစ်ပတိလည်းဖြစ်ရမယ်၄ချိန်တက်ရင်စစ်ထိပ်စီနှစ်ခါဒီလိုပုံမှန်တူရမယ်ဟုတ်ပြီအဲ့ဒီကနေပြီးတော့ကျွန်တော်တို့စက္ကန့်၅နှစ်ပြေးလိုက်တယ်စက္ကန့်နှစ်ပြေးလိုက်တယ်ပေါ့ဗျာနော်တနေ့ပြေးလိုက်တယ်ပြန်နဲ့၃ညနှစ်နှစ်ဆိုနှစ်ပတိရှိပါတယ်နှစ်ပတိကနေပြီးတော့တနေ့တစ်ချိန်တစ်ချိန်၃ချိန်၄ချိန်သွားဒီဘက်ကိုပြေးလို့ရှိရင်စစ်ထိပ်စီတော့ရှိတယ်စစ်ထိပ်စီလို့ပြီးရှိပဲပဲနဲ့ကျွန်တော်တို့နှစ်ခါလေးရှိတယ်ဟဲ့လားပုံမှန်တူနဲ့ တဘောကိုကျွန်တော်ရင်ရှင်းပြတာနော်ဒီနှစ်ရဲ့နှစ်ကြောင့်မလို့နှစ်ခန်းပို့လို့ရှင်နှစ်ခန်းပို့ရလဲပြောလို့ရတယ်မိတ်ဆွေများနော်ဒါတိုင်းပြောတာဒီမှာရှစ်ထိပ်ကလည်းခံပြီးခဲ့ရမယ်ဟုတ်ပြီအဲ့လိုဆိုရင်လည်းကျွန်တော်တို့ဒီတနေ့ကကျွန်တော်တို့အခုကျွန်တော်ဖမ်းတဲ့ site ကနေပြောပြန်ကြည့်ရနော်ဒီမှာက6လေးနှစ်နှစ်ပတိရှိတယ်အဲ့ဒီနှစ်ပတိကြောင့်မလို့တနေ့နှစ်နှစ်သုံးနှစ်သွားအပေါ်တက်လို့ရှင်နှစ်ခန်းဆိုတာရှိတယ်အဲ့ဒီနှစ်ခန်းရဲ့အရင်ဆုံးနောက်တဲ့နှစ်ကမှလည်းသူကရှစ်ထိပ်ဒီရှိခဲ့တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီ site ကမှန်ကန်လို့ကျွန်တော်တို့ကယူဆလို့ရပြီပေါ့ဗျာဟုတ်ပြီဟုတ်ပြီအဲ့ရနေယူဆလို့ကျွန်တော်တို့ကျွန်တော်တို့ပြန်ယူဆကြမှာနော်ဒီနှစ်ထိပ်သီးရဲ့ စစ်တိတ်သီးလေးရှိတဲ့အောက်ကတဲတဲ့လို့ပြန်ကြည့်ကြည့်နော်စစ်တိတ်သီးဒီစစ်တိတ်သီးလေးရဲ့အောက်မှာမျိုးတို့နှစ်ကုံမှာက၃ချောင်းကရှင်လုံးမောင်း၆ရှိခဲ့တယ်ဟုတ်ပြီမျိုးတို့ဒီမှာ၃ချနှစ်နှစ်နှစ်ပတိရှိတယ်နှစ်ပတိလေးအောက်ကနှစ်ကုံမှာကကြတာကျွန်တော်၅ခု၆နော်နောက်နှလုံးမောင်း၅လို့ပဲရှိခဲ့ဟုတ်ပြီမျိုးတို့တတိယကံမှာလည်းကျွန်တော်ပြန်ကြည့်ကြည့်ရတယ်နော်ဒီမှာ၆လေးနှစ်ဆိုတာရှိခဲ့တယ်၆လေးနှစ်ကလည်းကျွန်တော်အောက်နှစ်ကုံကိုပြန်ပြီး၁ခု၆နောက်နှလုံးမောင်း၅ရှိခဲ့တယ်ဟုတ်ပြီ အဲ့နောင်နှလုံးမောင်းကဟုတ်ပြီအဲ့နောင်နှလုံးကနေရောပြန်ပြီးတော့တွားကြသူနော်နောင်နှလုံးမောင်းကသူအကြောင်းမဲ့လောက်တလားဆိုတော့နောင်နှလုံးမောင်းကရနောက်တစ်နှစ်ကိုပြန်ပြီးရှီပေါင်းငါရှိခဲ့တယ်အဲ့ရှီပေါင်းငါသည်ခဏညလို့ရှီပေါင်းငါနေပြီးတော့တစ်နှစ်နှစ်သုံးနှစ်ပြန်တယ်လို့ရှိရင်ငါဒီဒီနှစ်ခွာပေါင်း30ဒီငါကလို့ဖြစ်ခဲ့ပြီးမှနောက်တစ်နှစ်ကြော်လာနေမှရှိရှီပေါင်းငါအဲ့ရှီပေါင်းငါသည်နောက်ပေါင်းငါလို့ရိုက်ပြီးမှသူရဲ့နောက်ပေါင်းငါလို့ကြိုက်ပြီးမှတစ်နှစ်တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှငါးပါးလို့သူရိုက်ခဲ့တယ်မိတ်ဆွေများနှုတ်နော်ဒါတပတ်တက် ဟုတ်ပြီဒုတိယကလည်းကျွန်တော်ပြန်ကြည့်ကြည့်လိုက်ကျွန်တော်အပေါ်ရှင်းပြပြတော့ကြားနေမှာဆိုတော့နှုတ်မဆင်းများဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့တူညီမှုကရှိခဲ့တာမို့လို့အားထိတ်တိလို့ရှိခဲ့ပြီလေဗျာဘွားဘွားပေါင်းလေးက30တဲ့ရှိခဲ့တယ်ဒီကဆိုလိုတာကဒီထိတ်တိနဲ့ဒီဘွားပေါင်းလေးပေါင်းရင်ငါလို့ဖြစ်ပြီးတော့နောက်တဲ့နေ့ကိုနောက်နှလုံးပေါင်းရှေးပေါင်းကငါတုံငါတုံညာတည်ရိုက်ပြီးတော့ရှေးပေါင်းငါလို့ရိုက်ခဲ့တယ်အဲ့ရှေးပေါင်းငါကြောင့်မလို့နောက်တဲ့နေ့ကိုကျွန်တော်ကငါကူ6ကနောက်ပေါင်းငါလို့ရိုက်ခဲ့တယ်နောက်ပေါင်းငါလို့ရိုက်ပြီးတယ်ပဲနေကျွန်တော်အဲ့နောက်ပေါင်းငါရဲ့အောက်ကတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှာသူကဒီကောင်ဒီလေးတွေဆင်းတဲ့လောက်မှာသူငါးပါးရိုက်ခဲ့တာဟုတ်ပြီနော်မဖြစ်냐 ဟုတ်ပြီအဲ့လိုဆိုရင်တို့ဒီတတိယကတ်ကိုကျွန်တော်ပြန်ဖန်ကြည့်ရတယ်တတိယကတ်မှာလည်းကျွန်တော်တို့ကမာကျွန်တော်တို့ချိန်နှစ်ဆင်းမှာနှစ်ထိပ်စီနှစ်ထိပ်စီနဲ့ကျွန်တော်တို့ခွာပေါင်းရင်းကကိုထိပ်စီလေးနောက်ပိတ်စက်သုံးလို့ဖြစ်တယ်ဒီနှစ်နဲ့ငါးလို့ဖြစ်ခဲ့တယ်အဲ့ဒီငါးကြောင့်မလို့နောက်တစ်နှစ်ကျော်လိုက်တဲ့ပြင်းနဲ့နှစ်သုံးငါးဒီရှိပေါင်းငါးလို့ဖြစ်ခဲ့တယ်အဲ့ဒီငါးကြောင်မလို့ကျွန်တော်မိတ်ဆွေများနော်ကျွန်တော်တို့နှစ်ကုန်မှာတကူ6နော်နော်ပေါင်းငါရိုက်ပြီးတယ်ဗျာနဲ့ကျွန်တော်တို့ဒီမှာလေးချင်တက်လိုက်တယ်ဗျာနဲ့သူကငါးကုတက်ဒီလေးပိတ်ပေါင်ခဲ့တယ်ငါးငါးကုတက်ဒီငါးပိတ်လို့ပေါင်သွားပြီ အာဖရိကနေအောင်ကျွန်တော်တို့ကျွန်တော်တို့ရောက်တဲ့အချိန်မြင်းကုန်နေမှာကျွန်တော်တို့ပြန်ပြီးပြိဖမ်းရပါစို့နော်လိုရင်းမဲ့သွားကြပါစို့ကျွန်တော်တပိုးရတဲ့ရှင်းမပြတော့နော်ဟုတ်ပြီအဲ့ဆိုရင်၆ကုန်းကငါးပြိလို့အောင်ပြီငါးကုန်း၆ကုန်းကငါးပြိကနေကျွန်တော်တို့မြင်းကုန်လေးကိုပြေးမယ်မြင်းကုန်လေးမှာလည်းကျွန်တော်တို့ဒီဘက်မှာကကျွန်တော်တို့ဟုတ်လားသူ့ရဲ့ထောက်တန်းလေးကတော့ဒီ၃၈၉ဆိုတဲ့ပေါင်းရင်းအခွေလေးကခုံလို့ရှိခဲ့တယ်အဲ့ဒီခုံလေးရှိတာထားလိုက်တော့ဗျာအဲ့ဒါရှောက်မပြောရနော်ဟုတ်ပြီဒီငါးကြောင့်မို့လို့ကျွန်တော်တို့၁၈ကျင်းနဲ့၁၉ကျင်းမှာလက်ကဏ္ဍပြိပေါင်းမှာ ်16ချိန်မှာကျွန်တော်၄၄၃နေရှိပါတယ်19ချိန်မှာ1 2 3 1 2 4ဒီခွန်ပရိတ်လို့ဖြစ်ခဲ့တယ်ဒီပရိတ်နှလုံးပေါင်းရင်9လို့ဖြစ်ခဲ့တယ်အဲ့ဒီ9ဒီဒီ9ဟုတ်လားဒီ9ကြီးအဆူရပြွက်ပြီးမှကျွန်တော်ဒီငားလို့ဖြစ်တယ်အဲ့ဒီငားကိုပြီးတတ်ချင်တဲ့အတွက်ကျွန်တော်တို့ကဒီချိန်မှာ16နဲ့19ချိန်ပေါင်းရင်းဒီပရိနှလုံးပေါင်းရင်းငားလို့ဖြစ်တယ်နော်ဒါပထမကဒုတိယကကမှလည်းကျွန်တော်တို့ခုနပြောတဲ့ဒီငားအဆူတွေဖြစ်ပြီးဒီမှလည်းငားပိတ်လို့ရိုက်ပြီးပြီဒီသုံးလုံးပေါင်းရင်းခွေလည်းလည်းခုံလို့လည်းဖြစ်ခဲ့ပြီကိုရင်ကျွန်တော်တို့ဒီချိန်မှာ39နှစ်ဒီ16ချိန်မှာ39နှစ်လို့အောင်ပြီးတော့19ချိန်မှာသူကခွန်96နှစ်ရှစ်ပိတ်လို့ဖြစ်တယ် အဲ့တော့ကျွန်တော်ပြောချင်တာကဒီ company နဲ့ရှေ့ပတိပေါင်းရင်းတည်လေဟဟဟငါလို့ဖြစ်ခဲ့ပါတယ်ဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တတိယကျတတိယကအနေနဲ့တော့ကျွန်တော်ပြန်သွားမသွားဒီငါအုပ်စုကြီးဖြစ်ခဲ့ပြီငါအုပ်စုကြီးပုံဖြစ်ခဲ့ပြီငါပြီလည်းအောင်ခဲ့ပြီဟဟဒီခွန်လို့မတက်လည်းတူထဲ့ခဲ့ပြီထဲ့လို့ရှိရင်ကျွန်တော်တို့က၁၈ချိန်မှာတော့ကျွန်တော်တို့ကကိုခွန်ရှစ်ဆိုတဲ့ကဏ္ဍဟဟစီနီယာကဏ္ဍမိမဲ့ကိုခွန်ရှစ်ဒီလေးပတိလို့ဖြစ်ခဲ့လို့ဒီအုပ်စုငါ့ကိုငါပတိကိုကျွန်တော်တို့ငါအုပ်စုကိုပြီးတက်ချင်တဲ့အတွက်ဟဟဒီလေးပတိကိုတစ်ပတိထဲမှသာလေကျွန်တော်ကဒီလေးနဲ့တင်းနဲ့ပေါင်းမှာ ငါဖြစ်မှာမဟုတ်ဘူးကျွန်တော်ဒီငါးပြိကိုပြီးသားသလင်းချုပ်လိုက်တယ်ဗျာကျွန်တော်ဒီ၁၁ချိန်၁၆ချိန်မှာတော့ကျွန်တော်မြင်ထင်ရကျွန်တော်ခုနကပြောလို့ပဲဒီတိပတိကိုကြိုက်သွားတယ်ပေါ့နော်တိပတိတိပတိကိုကျွန်တော်ကကြိုင်ရင်ကြိုင်နေရှာဖွေနောက်အကုန်ရှာလာကျွန်တော်ကခုနကပြောတယ်ကျွန်တော်မြင်ထင်ရအောင်လေကျွန်တော်ကကျွန်တော်ရဲ့ညံအနေထားနဲ့ကျွန်တော်ကပြောချင်တာမဟုတ်ဘူးနော်ကျွန်တော်က site อืมကျွန်တော် site ကခဏအဲ့ site လေးကနော်ကျွန်တော်အခုတွေ့တဲ့ site က၁၆ဒီ၆လေး၆မှာလည်းတိုင်းရအောင်သွားတာဗျနော် ခေါပေါင်းကြီးရောက်ပြီးတော့ဗတိတ်က6လို့ထည့်လိုက်တယ်ပဲနဲ့ तू ကဗတိတ်နဲ့တစ်ခါတက်ပြီးတော့6ဗတိတ်6လို့6လို့အောင်သွားတာအဲ့ဒီ site ကပဲ तू ကဒီဗတိတ်က4ဗတိတ်နဲ့5လို့ဖြစ်လိုက်တယ်ဗျာ5လို့ तू ကတုံညာလို့ဖြစ်ပြရမှာအတွက်ဒါဒီ6ဗတိတ်နဲ့4ဗတိတ်တုံညာဖြစ်ခဲ့တာအဲ့ကြောင့်ကျွန်တော်မိတ်ဆွေများကနန်း site ကလွယ်လွယ်လေးလွယ်လွန်းကြီးနေတာနော်ဒါနဲ့ဇက်တိုက်ပေးနေတယ်အတွက်ကျွန်တော်မိတ်ဆွေများကိုချပြလို့ ွားပေါ့ဗျာနောက်လေကျွန်တော်ကဒီလမ်းဆက်သွားနေရမယ်လာလာကျွန်တော်ညင်းနေရတဲ့မိခင်ညာเนาะဒါကိုကျွန်တော်ဟိုခရင်ချမပြနိုင်အောင်တော့ကျွန်တော်မိခင်ညာအားလုံးပဲကျွန်တော်တောင်းပန်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ရှာဖွေမှုကိုကျွန်တော်ဟောပြုနေမိခင်ညာကိုကျွန်တော်ပြောသလိုပဲเนาะဘွယ်ကောင်းနဲ့စိတ်ကြိုက်ထိုးရင်တော့ဒီကောင်းကတော့ကျွန်တော်အားရမလို့ဘူးဗျာချောင်းလေးချောက်တုံးနဲ့သူ့ဆိုက်ကိုကျွန်တော်တော့မှောက်ပြီးမှဒီဆိုက်ကိုတော့တွေးလိုက်တဲ့အတွက်ချောင်းလေးချောက်တီထဲတပုံးထဲရိုက်သွားတာเนาะအဲ့တော့မိခင်ညာကျွန်တော်ဆိုက်နဲ့ကျွန်တော်ကိုယုံကြည်ကျွန်တော်စိုက်တော့မပြနိုင်ပါဘူးအားလုံးကမိခင်ညာเนาะအဲ့တော့ယုံကြည်မယ်ဆိုတော့ကျွန်တော်တုံးတုံးပြလို့ရှိရင်ကျွန်တော်နှစ်ကုန်ပြီးတွေးခဲ့တဲ့ကဏ္ဍမှာတည်းမဟုတ်ဘူးမိခင်ညာကိုကျွန်တော်က ဟိုမိတ်ဆွေများမနစ်နာစေရအောင်လို့ပေါခင်တော့တစ်ခါတည်းပြီးသွားတော့ဗျာဟုတ်လားကျွန်တော်လည်းခဏပြောလို့ပဲခဏတော့တော်တော်လေးကိုကျွန်တော်ထိုးကြတယ်နော်ခဏနော်နော်ဒါကြောင့်မိတ်ဆွေများလည်းကျွန်တော်ကိုယုံကြည်ရင်လို့ထိုးရရင်လည်းဆန္ဒရှိရင်တော့တော့စီကိုဆက်သွယ်လို့ရပါတယ်နော်မိတ်ဆွေများဟုတ်ပြီဒါပထမကဒုတိယပြောပြီနော်ကျွန်တော်တတိယဆိုက်ကိုကျွန်တော်ပြောပြအောင်ကျွန်တော်ဟိုတော့ဖန်ကြတဲ့ဆိုင်လေးကကျွန်တော်တို့ဒီဇလန်တစ်ခုကနေပြန်သွားကြည့်အောင်ဟုတ်ပြီဒီမှာလည်းတစ်ခုအနည်းကဆိုင်နှစ်ကဆိုင်ခုနကပထမဆိုင်လည်းသုံးကဆိုင်ပြဒီဆိုင်ကတော့မိတ်ဆွေများကျွန်တော်16ကျင်းနဲ့ပြရတယ် 16ချိန်နဲ့ပြရတယ်16ချိန်နဲ့ပြရတယ်ဟုတ်လား17ချိန်နဲ့ပြခဲ့တယ်ကျွန်တော်ကံကြောင်းမလာလို့ကျွန်တော်16ချိန်မှာတော့ကျွန်တော်က6လေး6ကိုအဲ့တုန်းကကျွန်တော်ဒီဆိုင်နဲ့ဖမ်းပြခဲ့တယ်ဒီဆိုင်ကိုပြခဲ့တယ်ဒီဆိုင်နဲ့ကျွန်တော်16ချိန်ဖမ်းရိုက်ခဲ့တယ်6လေး6ကိုဟုတ်ပြီနော်ဒီအဲ့ကွာကြလို့ပြဟုတ်ပြီကြားတယ်အဲ့ညာလေးကဘယ်လိုလဲဆိုတော့မသိဘူးနော်ညာမြေတီမြတ်ခဏလေးနဲ့တော့ဘောကျွန်တော်ပြပြီးသားဒီမို့လို့နော်အဲ့ဒီမှာကျွန်တော်6ပလေးလို့ရှိတယ်6ပလေးကနော်ဒီ3လုံးပေါင်း6ကြောင်6ပလေးလို့ရိုက်တယ်6ရံပါဝါဒီ3လုံးပေါင်း1လို့ဖြစ်တယ်နောက်တစ်နေ့ကိုဒီလို3လုံးပေါင်း1လို့ဖြစ်တယ်1လို့ဖြစ်ပြီးတော့ဒီခါးလေးနဲ့ထိပ်သီးနဲ့တန်1ခဲ့ တက်ပြီးတော့ तू ကနောက်တစ်နှစ်ကို तू ကနောက်ပိတ်နောက်ပိတ်ဒီနောက်ပိတ်နဲ့၃ရက်နောက်ပိတ်နဲ့တက်လို့ဖြစ်လိုက်တယ်ဗျာ။ तू อ่ะအဲ့ဒီတက်ရပါဘွာကျွန်တော်တို့ဒီမှာ၄ထိုင်မှာနော်။၄နောက်ပိတ်၃ရက်နောက်ပိတ်၃လေးနောက်ပိတ်၃ရက်ကနှစ်ထိပ်ခဏသုံးလုံးပေါင်းရင်ဒီပါပါကိုပြန်ပြီးတော့၆လို့ပြန်ဖြီးခဲ့။၆လို့ပြန်ဖြီးနောက်တစ်နှစ်ကို तू อ่ะဗတိတ်ကသုံးလုံးပေါင်းရင်ဒီတက်လို့ပြန်ဖြီးခဲ့တယ်နော်။မြင်ဒီမှာ၆ရက်တက်ရ၄ရက်ဒီဗတိတ်သုံးလုံးပေါင်းရင်တက်လို့ဖြစ်တယ်။ဒီ၆ရက်ပါဘွာတက်လို့ပြန်ဖြစ်တယ်။ အဲ့လိုဖြစ်ပြီးနောက်တစ်နေ့ကိုညွန်တို့ဒီညွန်တို့ရောက်ဆဲနေ့ကိုသူကပြန်သွားလိုက်တာကဒီပရိနှလုံးပေါင်းရင်တက်လို့ဖြစ်ပြီးဒီနှလုံးပေါင်းတက်ရဲ့ပါဝါ6ဒီ6ရဲ့ပါဝါဒီပရိနှလုံးပေါင်းရင်တက်လို့ဖြစ်ပြီးညွန်တို့ရောက်တဲ့နှစ်ထဲမှာเนาะကျွန်တော်နဲ့ခုကျွန်တော်ကြည့်တဲ့ဆိုင်နဲ့တူညီတဲ့နှစ်ထဲမှာကြာသူကနောက်မေးသုံးလုံးပေါင်းရင်တက်ခဲ့တာနော်တက်လို့ဖြစ်လိုက်တဲ့တပိုင်းညွန်တို့ရောက်ဆဲ18ကျင်းနဲ့စပိုးကျင်းကိုဒီမှာကျွန်တော်ပထမယူခဲ့တာကဒီက9ရဲ့9ရဲ့ခွန်ရဲ့ကဏ္ဍသုံးလုံးပေါင်းတက်လို့ကျွန်တော်ထည့်ခဲ့တာตัวอะหลุไม่ไปเว้ยเนี่ยตัวดีเปิ้นมาဖြတ်ခဲ့ပြီဗျာညတို့17ချိန်နဲ့19ချိန်မှာเนาะဒီ6จอมหมดလို့အပြား6ဟုတ်လားဒီ3လုံးပေါင်းရင်း6 6ပြည့်လို့ရိုက် 你们东路某人敲路去里面来呢？侬话，你们叫到两敲户，你们敲户睇下开门的帮人赚钱喏。我看当地，哼呐，过不得。你们那个，侬说说，嗯，说古井嘛个，看敲路里的地，看不得。所以那个，你过不得那看不得的敲路去开啊。哎喏，你敲嘛，你敲路去死咪？你这个把话，哼呐，你敲个把话，第六死咪？你这个把话，你那龙眼呢，不龙眼呢，不让敲开啦。何必？俺就说，你侬这里个，哎，这里个无土地个，都人家吃，侬养地起来，喏，何必？阿他妈个敲，大家多帮人多嘞。 ခဏပုံစံတူတယ်ကိုခဏမတူဘောဗျာဟုတ်လားဒီသုံးပေါင်းငါးလို့ဖြစ်တယ်သုံးပေါင်းအပြာလေးကငါးလို့ဖြစ်ပြန်တယ်ငါးပတိလို့ရိုက်တယ်ငါးရပါဝါဒီသုံးလုံးတုံညတုံညလုံးဖြစ်ပြီးနောက်တစ်နေ့ကိုဒီသုံးလုံးတုံညလို့ပြန်ထည့်တုံညလုံးထည့်ပြီးတဲ့ခါလေးနဲ့ဒိတ်စီနဲ့တုံညလို့ဖြစ်ခဲ့တယ်အဲ့ဒီတုံညလို့ဖြစ်တဲ့ပြန်နဲ့ तू ကနောက်တစ်နေ့ကို तू ကဒီမှာနောက်ပိတ်နှလုံးပေါင်းတုံညလို့ဖြစ်ခဲ့တယ်တုံညလို့ဖြစ်ပြီးတဲ့ပြန်နဲ့နော် तू ကနောက်ဆက်တိုက်သွားတာကတုံညရဲ့ပါဝါဒီနှစ်နောက်ပိတ်ငါလေးခါ ိုးထိန်နေဒီခဏသုံးလုံးပေါင်းရင်၅လုံဖြစ်တယ်နော်၃ညရေပါပါ၅လုံဖြစ်ခဲ့တယ်၅လုံဖြစ်ပြီးမှ तू ကဒီမှာကျွန်တော်တို့ဟဲ့လား၅လို့ရှိမြ၅ရဲ့ပါပါ၃ညပြိသုံးလုံးပိုင်း၃ညပါတဲ့၅ပြိ၈ပြိခုံပြိ၃ညလို့ပြန်ဖြစ်ခဲ့တယ်အဲ့ဒီ၃ညကြောင့်ပေါ့ကျွန်တော်ရောက်စင်းနေမှာဒီ၃ညလို့ဖြစ်ပြီးတယ်ဗျနဲ့၈၆၆ဒီ၃ညလို့ပြန်ဖြစ်ခဲ့တယ်နော်၃ညလို့ဖြစ်တဲ့ဗျနဲ့ကျွန်တော်ဒီမှာကြတယ်ကျွန်တော်ကဒီ၅ရဲ့ပါပါ၃ညလို့ဖြစ်ပြီးတယ်ဒီ၃ညရဲ့ပါပါဒီပြိနှလုံးပေါင်း၅ဖြစ်ပြီးရမှာ ဒီမှာကကိုခွန်ရှိတဲ့၄ပြိတ်လူဖြစ်တဲ့တွေ့ငါဒီငါဒီငါလူပြန်ဖြစ်ဖြစ်အောင်ကျွန်တော်တို့ဒီစကုတ်ချိန်မှာကျွန်တော်တစ်ပြိတ်လူနော်ဒီမှာသူ့အမြင်တိုင်းတစ်ပြိတ်လူပြန်ဖြစ်တာပေါ့ဗျာဟုတ်ပြီလားနော်မိတ်ဆွေများဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့နောက်တစ်ခုကိုကျွန်တော်ပြန်ရှင်းပြအောင်ဒါတော့ပြပြီးသားဖြစ်နေဟုတ်လားနောက်တစ်ခုကိုကျွန်တော် break အနေနဲ့ကျွန်တော်ပြန်ရှင်းပြမယ်နော်တစ်ပြိတ်ကိုမိတ်ဆွေများကိုအားလုံးတစ်ပြိတ်ကြီးပဲကျွန်တော်ပြန်ရှင်းပြဟုတ်ပြီအဲ့ဒါလို့ရှင်ကျွန်တော်တို့ဒုတိယအနေနဲ့ကျွန်တော်တို့ပြန်ကြည့်ကြရတယ်နော်ဟုတ်ပြီကျွန်တော်တတိယ စစ်ချင်တော့ကျွန်တော်တစ်ယူသွားတဲ့ပုံစံလေးရနေပြီးတော့ကျွန်တော်အဲ့မှာနော်တစ်ခါလို့ကျွန်တော်ထုတ်ထားခဲ့တဲ့ဟာလေးနော်တစ်ချက်ရှင်းပြမယ်နော်အဲ့ဒီအနေရှင်းပြီးကျွန်တော်ပြန်လိုက်မယ်နော်ဟုတ်ပြီအဲ့လိုဆိုရင်ဟုတ်ပြီကျွန်တော်ဒါကြပြင်ကြတဲ့နေ့နဲ့အတူတူပဲနေ့ရှင်းအတူတူပဲနော်ဟုတ်ပြီဒီမှာရှင်းနှလုံးပေါင်းခုံလို့ရှိတယ်ရှင်းနှလုံးပေါင်းခုံအောက်မှာ complete ရှိပြီခွင်းရှင်းနှလုံးပေါင်းခုံ၄30ရှင်းနှလုံးပေါင်းခုံကြောင့်မို့ complete ရိုက်ခဲ့တယ်နော်အဲ့ဒီ complete ကြောင့်မို့လို့တဲ့အဲ့ဒီတနည်းကြော်လိုက်တဲ့နေပြန်နဲ့ तू ကခွန်ခွန်လေးလေးဒီဟဲ့ရှေးပေါင်းတင့်အောက်ပြင်မှာက6လေးလေးဒီ ီကနန်းသုံးလုံးပေါင်းနေတယ်ပဲနဲ့ခုံလို့ဖြစ်ခဲ့တယ်ဒီခုံရှင်းနှလုံးပေါင်းခုံကွန်မတီရိုက်ဒီသုံးလုံးပေါင်းခုံခဲ့ဟုတ်တာဒါတော့အဲ့ရအဲ့သုံးစင်းကိုကျွန်တော်ရင်းဒီဘက်ကိုတူညီမျိုးပြန်တော့တိပရိတ်ဘရိတ်တက်လို့ရိုက်နေဘရိတ်တက်လို့ရိုက်ပြီးကျွန်တော်တို့ကြတဲ့နေတဲ့မှာကရှင်းနှလုံးပေါင်းက၈၅နှစ်လို့ရှိတယ်၃၃လို့ရှိတယ်ပဲနဲ့၈၆၅ဒီတက်လို့ဖြစ်ခဲ့တယ်နော်အဲ့တော့ကျွန်တော်ကအဲ့ချိန်မှာဒီဘဝတော့ယူလိုက်တာကနော်တန်ရှင်းကြပါမယ်နော်ကျွန်တော်၁၈ချိန်မှာယူလိုက်တာလေးကနော်ဒီသုံးလုံးဒီဘရိတ်ခုံကြောင့်မလို့ ဒီရှင်းနှလုံးပေါင်းခွန်ကြောင့်ပေါ့ဗျာဒီခွန်ရေးခွန်ကြောင့်ပေါ့ဒီနှလုံးပေါင်းဒီသုံးနှလုံးပေါင်းခွန်လိုက်တဲ့ပြန်နေကျွန်တော်ကဒီဆက်ချစ်ချိန်မှာဒီခွန်ထိုက်ရိုက်ဝင်နေတာမလို့ဟုတ်လားဒီမှာလည်းကျွန်တော်ဝင်ခဲ့ပြီလေနော်နောက်နှလုံးပေါင်းနှစ်နောက်နှလုံးပေါင်းငါနောက်နှလုံးပေါင်းသုံးညဒီနောက်နှလုံးကနန်းချောင်းပေါင်းနေနေပဲနဲ့ဟဲ့လားခွန်လို့ဖြစ်ခဲ့နှစ်ကငါးရင်သုံးညရင်ခွန်လို့ဖြစ်ခဲ့တယ်အဲ့ဒီခွန်ကြောင့်ပေါ့ကျွန်တော်ကဒီဆက်ချစ်ချိန်မှာကျွန်တော်ကခွန်ဖြစ်ခဲ့လို့ဒီခွန်ကထိုင်လိုက်တာကျွန်တော်ယူဆတာပေါ့ညာဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်ဆက်ချစ်ချိန်ကျွန်တော်ပြောက်ခတ်မှလည်းပြန်ကြည့်ကြည့်လိုက်နော်ဘရိတ်တဲ့ ရှင်းလုံးပေါင်း၄၈၈တက်လို့ဖြစ်ခဲ့တယ်။အဲ့ဒီတက်ကြောင့်မလို့ညတို့ရောက်စင်းနေမှာဟဟလားဒီခဏသုံးလုံးပေါင်းရင်တက်လို့ဖြစ်လိုက်တယ်ဗျာနဲဟဟလားညတို့၁၆ကြိမ်မှာပြန်ကြည့်ကြရအောင်နော်၄လေး၆ဒီနောက်ပေါင်း၃ည၆၆၅ဒီနောက်ပေါင်း၁ညတို့၁၆ကြိမ်မှာ၁၆ကြိမ်နော်၆လေး၆မှာနောက်ပေါင်း၃ညဆိုတော့ကဒီနောက်နှလုံးပေါင်း၃ညနောက်နှလုံးပေါင်း၁နောက်နှလုံးပေါင်း၃ညဒီခဏ၆လုံးပေါင်းလိုက်တယ်ဗျာနဲဒီတက်လို့ပြန်ဖြစ်ခဲ့တာဒုတိယပထမကတ်တုန်းလဲဆိုတော့ဒီခုံဒီခုံဒီခုံနေဖြစ်ပြီးမှဒီခဏ၆လုံးပေါင်းရင်ခုံလို့ဖြစ်ခဲ့တာအဲ့ဒီခုံမှာကျွန်တော်ဒီမှာခုံထိုင်ခဲ့တာလို့ကျွန်တော် ဖြစ်လိုက်ထုတ်ဟိုဘောယူဆရတာပေါ့ညာဟုတ်ပြီအဲ့ဒီမှာကတူကကြာတော့သူမူကနော်တို့လှဲ့တော်လိုက်တာနော်ဒီတစ်ကိုဒီပရိတ်ကိုတစ်လို့ရပြီတော့တုံးလုံးပေါင်းတစ်ပြီးမှဒီပရိတ်တုံးလုံးကလည်းတစ်လိုက်တာအဲဒီပရိတ်တုံးလုံးပေါင်းတစ်လိုက်တာမင်းနော်တုံရရဲ့တစ်ကဲတုံရရဲ့ဟဲ့လားနှလုံးပေါင်းတုံရနှလုံးပေါင်းတစ်နှလုံးပေါင်းတုံရဒီကနန်းချောင်းလုံးပေါင်းတစ်လို့ဖြစ်နေပြန်တယ်ကျွန်တော်ဒီဆက်ရှိချိန်မှာတစ်လို့တကြောင်းထိုင်လို့ကျွန်တော်အောင်းမလိုက်တာနော်ဟုတ်ပြီအဲ့လိုမထိုင်ရင်တော့ဒီမှာကြမှာတော့လုံးလိုက်တာပေါ့နော်နော်ပရိတ်ခွန်နှလုံးခွန်တုံလုံးခွန် ခြောက်လုံးခွန်ခြောက်လုံးခွန်လည်းပဲကွာသူကဗရိတ်ခွန်လို့ရိုက်တာလားဟုတ်ပြီအဲ့လိုဆိုမိသူများနော်ငါတို့ကတ်မှလည်းညာတို့ပြန်ကြည့်ကြတယ်နော်ဗရိတ်တက်ခြေပေါင်းတက်သုံးလုံးတက်ဒီနှလုံးနဲ့ဒီနောက်နှလုံးပေါင်းတုံညာနောက်နှလုံးပေါင်းတက်နောက်နှလုံးပေါင်းတုံညာဒီကနားခြောက်လုံးပေါင်းရင်တက်လို့ဖြစ်ခဲ့ပြီတက်လို့ဖြစ်လို့ရှိရင်ညာတို့ကဒီမှာဗရိတ်တစ်လုံးနဲ့ခုနဒီဗရိတ်ပုံစံမျိုးပေါ့ဗျာဟုတ်လားခုံဗရိတ်လို့သူထိထိရိုက်သွားတာအဲ့လိုဆိုရင်ညာတို့ဒီဗရိတ်ကိုညာရိုက်တော့မှာပေါ့ညာကျွန်တော်ယူဆပါတော့နော် ဒီဒီတစ်အုပ်စုတွေကဒီမှာအပိတပလိတ်သက်ဖြုတ်ချရိုက်မှာကျွန်တော်တစ်ပလိတ်လို့ကျွန်တော်မမိတ်စင်များအလုံးမဲတော့မမိတ်စင်များကျွန်တော်တစ်ပလိတ်ကိုခုနကျွန်တော်မပြခဏစိုက်ကိုချမပေးတဲ့စိုက်ကတော့မမိတ်စင်များကျွန်တော်အခုထဲမှာဒီထဲရတယ်ကျွန်တော်မထုတ်ဘူးနော်ဒီထဲမှာလည်းဘာမှမပါဘူးကျွန်တော်အဲ့စိုက်ကိုချမပေးဒါဒီစတဲ့စိုက်တွေကိုချပြလို့ရတယ် အဲ့ဆိုင်ကချပလို့မဖြစ်လို့ဖြစ်နေတာကျွန်တော်အဲ့အကြောင်းနော်အဲ့တော့အဲ့ဆိုင်ကိုကျွန်တော်လည်းမိုးနောင်နောင်ရှာရတဲ့အားလုံးပဲနော်မိတ်ဆွေများဒီချိန်မှာမိတ်ဆွေများကျွန်တော်ဒီကဝယ်သည်ဖြစ်သည်ဝယ်သည်ဖြစ်သည်ဟဲ့လားဒီကတိဗရိတ်တလုံးကိုတော့ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးကောင်းတဲ့ဟာကျွန်တော်ကြိုက်တဲ့ဟာလေးကျွန်တော်နဲ့ဒီကျွန်တော်ခုပြောတဲ့ဗရိတ်နဲ့အနန်းနဲ့တိုက်ဆိုင်တဲ့ဗရိတ်လေးကိုကျွန်တော်ချပြလိုက်ပါတယ်မိတ်ဆွေများအားလုံးပဲနော်ကျွန်တော်ဒီစကူးချိန်မှာတော့မိတ်ဆွေများဒီကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့ဒီဒီဟိုအထူးကဏ္ဍပုံစံမျိုးပေါ့ဗျာနော်ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီကဏ္ဍ၃ချိန်ဇီတီကိုနော် ချက်ခုနှစ်ချိန်မှလည်း तू က6လေး6လို့တစ်ပေါက်တည်းကြသွားတာနော် तू က17ချိန်မှလည်း तू ကပေါင်းခြင်းနဲ့ तू ကခန်းနှလုံးပေးပြီးတော့10ဘွက်ဆိုင်ပေါက်လိုက်တာနော်အဒီချိန်ညတော့ तू ကဒဏ္ဍာရီတစ်ပေါက်တည်းဗျာနော်မိတ်ဆွေများအလုံးမဲ့မိတ်ဆွေများကျွန်တော်မိတ်ဆွေများကျွန်တော်ကိုယုံကြည်လို့နော်စိုက်ချစိုက်ချပေးတာကျွန်တော်အနေနဲ့တော့မခင်းရင်မိမယ်ဟဲ့လားနောက်လာတော့လာမယ်ကဏ္ဍကြီးကပေါ့သွားမယ်ဖြစ်နေလို့ကျွန်တော်ကကဏ္ဍကတိတ် ီမှာကပေါင်းနှုတ်ယောက်ဆန်းမဟုတ်ဒီကနေ့တိုင်သွားတာမဟုတ်တော့ကျွန်တော်မိတ်ဆွေများအားကြောင့်အားလုံးပဲတောင်းပန်ပါတယ်ကျွန်တော်ဒီ site လေးကိုခုကျွန်တော်ထုတ်တဲ့နန်း site ကိုချမပေးရတဲ့အတွက်ကြောင့်တောင်းပန်ပါတယ်နော်အားလုံးပဲနော်ကျွန်တော်ရဲ့ဒါကျွန်တော်ဟိုစူးစမ်းမှုကိုအားပေးတဲ့အနေနဲ့ကျွန်တော်ကိုယုံကြည်တဲ့အားပေးတဲ့အနေနဲ့ဆိုတော့ဒီ3000နဲ့ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါနော်မိတ်ဆွေများနော်မိတ်ဆွေများနောက်နောက်ကျွန်တော်ကနန်းကောင်းလို့ရှင်လဲနောက်ကနန်းဒီကနန်းငွေတင်ထားတဲ့ပုံစံများအတွက်ကျွန်တော်ကနောက်ထပ်ကိုကျွန်တော်ကမတော်ပါဘူးเนาะပို့ပေးပါမယ်ကျွန်တော်ရခင်ကဝယ်ထားတဲ့မိတ်ဆွေများကိုလည်း တန်ငွေပို့ခိုင်းပါလို့ငိုပိတ်ပို့ပါလို့ကျွန်တော်မခိုင်းပါဘူးမိစေများပို့ခြင်းလဲပို့မပို့ခြင်းလဲနေကျွန်တော်ကတော့ခဏပြောလို့ပဲကျွန်တော်ဝတ္တရအရာကျွန်တော်ဒီကနားမှာမိစေများပြီးခဲ့တဲ့ပွဲကကျွန်တော်အောင်တဲ့အတွက်ဒီပွဲကိုကျွန်တော်စက်လိုက်ပြန်ပို့ပေးပါမယ်အားလုံးကျွန်တော်စီရဝယ်ထားတဲ့မိစေများနော်ဟုတ်ပြီအားလုံးပဲမိစေများနော်ကျွန်တော်ဒီစပိုးချိန်မှာဟလာကျွန်တော်တစ်ပရိတ်ကိုအသုံးပြုမယ်နော်မိစေများတစ်ပရိတ်ကိုအသုံးပြုမယ်နော်မိစေများဒီပရိတ်ကျွန်တော်တမင်ပြနေရတဲ့ပရိတ်ကြီးအများကြီးရှိတယ်ကျွန်တော်ဒါမှမပြတော့ကနားနေအားလုံးဒီအရင်ထဲကနေပဲတိပိတိပဲဖြစ်နေမှာတော့ဘာလို့တော့မှမသိဘူးနော်အလုံးမဲ့တော့မသိဘူးဒါလောက်ဆိုရင်ပြန်လန်ပြီးတော့ကျွန်တော် ြောခဲ့တဲ့အပေါ်ပြန်ပြီးနားထောင်ကြည့်ကြပါနော်မိတ်ဆွေများအလုံးနော်။နောက်ရဖုန်းနံပါတ်ကျွန်တော်အကြည့်တော်ပါကျွန်တော်ဒီဖုန်းတစ်လုံးနဲ့သုံးပါတယ်နော်မိတ်ဆွေများ။ကျွန်တော်အကြည့်တော်ပါဒီဖုန်းတစ်လုံးနဲ့ရှိပါတယ်။ကျွန်တော်ရဖုန်းနံပါတ်ကတော့09954 1 1 3 6နဲ့နော်အဲ့ဒီဖုန်းတစ်လုံးနဲ့ပါ။ဒါပြင်ဖုန်းကျွန်တော်မသုံးဘူးပါ။ကျွန်တော်ဒါပြင်သုံးဖို့ဒါပြင်ဖုန်းနံပါတ်မသုံးပါဘူး။ဒီနံပါတ်ဒီဖုန်းနံပါတ်သုံးရင်တော့ဒီထိုင်းရောက်ပါတယ်။တော်တော်များများနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲမိတ်ဆွေများနော်ဒီ break လေးကိုလည်းကျင်းတဲ့နှစ်သိကြပါသည်။နော်ဒီ break လေးနဲ့နော်ကျွန်တော်ကအလုံးဝအကုန်ချမပေးနိုင်တဲ့အတွက်အားလုံးပဲမိတ်ဆွေများနော်ဒီ break လေးကိုပရိတ်ကတော့ 不，你讲那杨金栋一样没睡眠咯？你不理个杨金栋一样没睡眠？阿龙没名来话片，这个钱嘛没睡眠，阿龙是咪假话的？